ဟိဝိယံမိဘတွေကလက်ခွဲထားတဲ့တိန်တောင်းချီတန်တဲ့ယရနာတွေနဲ့မင်္ဂလာပရိဝတ်တီရိုက်ကူးခဲ့တဲ့အစိုးပြတဲ့စင်တဲ့ဟိဝိယံပရိသတ်များအလုံးမင်္ဂလာပါရှင်အီဂရစ်တန်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင်မြန်မာနိုင်ငံမှာမင်္ဂလာရာသီရောက်ရှိလာတာနဲ့အညီအနည်းပညာရှင်တွေရဲ့မင်္ဂလာပွဲသတင်းတွေကလည်းတော်တော်လေးစီကားနေပါတယ်ဒါပေမဲ့အဲ့ဒီမင်္ဂလာပွဲတွေအားလုံးတဲကမှာ အခမ်းအနားဆုံးအကုန်ကြအများဆုံးလို့တောင်ပြောလို့ရမယ်မင်္ဂလာပွဲတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့တခြားသူတွေမဟုတ်ပါဘူး။မကြခင်လက်ထတော်မဲ့နိုင်ငံကျော်တရုတ်ဆောင်ဆောင်တွေမင်းသားဟင်းဝီရဲ့နဲ့မင်းသမီးလေးဆိုဖီးသင်းတို့ရဲ့မင်္ဂလာပွဲပါ။သူတို့တွေကမင်္ဂလာပွဲအခမ်းအနားအစ်စ်ကိုတောင်မကျင်းပရသေးပါဘူး။မင်္ဂလာအကျိုးဓာတ်ပုံအတွက်ကိုပဲငွေတွေသိန်းပေါင်းထောင်ပေါင်းချီအကုန်ကျခံပြီးတော့တန်ဖိုးကြီးရတနာတွေကိုအသုံးပြုကရိုက်ကူးခဲ့ရကြောင်းအခုလူမှုကွန်ရက်တစ်ခုလုံးမှာပဇက်အဟောင်းသားဖြစ်နေကြရပါတယ်။ တို့ရဲ့ပြည်ဝင်တွေကနှစ်ခါခန်းနာခဲ့ပါတယ်ပထမတစ်ခေါက်ကတရုတ်နိုင်ငံလီချန်းရေခဲတောင်ထိပ်ထိကိုပိုင်ရဟတ်ရှင်တွေနဲ့တွားရောက်ရိုက်ကူးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရေခဲတောင်ခရီးစဉ်ကအစာပဲရှိသေးတာပါအခုနောက်ဆုံးထွက်ပေါ်လာတဲ့သူတို့ရဲ့ဒုတိယမြောက်ပရိဝတ်တီတပ်ပုံတွေကတော့ပူပြီးတော့တောင်မှအင်အောစရာကောင်းနေပါတယ်ရှင်။ ဒီတစ်ခါမှာတော့နေရာဒေသထက်သရိုးသမီးလောင်ဆိုဗီယက်သင်ဝင်ဆင်ထားတဲ့ရတနာပစ္စည်းတွေအကြောင်းပါအခုဆိုရင်တော့ဆိုဗီယက်သင်ဟာအမေရိကန်ဒေါ်လာတန်300တန်ဖိုးရှိတယ်လို့ဆိုကြတယ်ကမ္ဘာအရှာပါဆုံးအကျော်ကြားဆုံးကိုလံဘီယာမြောက်အစ်စ်တွေနဲ့အာဖရိကဆင်တွေကို ပေါင်းဆက်ဖန်တီးထားတယ်လေဆွဲနဂတ်အပါဝင်ရတနာဆက်ကြီးတစ်ခုလုံးကိုဆင်မြန်းပြီးတော့ခန်းနားစွာနဲ့ရိုက်ကူးခဲ့တာဖြစ်ပါတယ်ရှင် ဟုတ်ပါတယ်ဒေါ်လာတန်300ပါ မြန်မာငွေနဲ့ဆိုရင်ဘီလီယံပေါင်းထောင်ချီတန်ဖိုးရှိတဲ့ယန္တနာတွေပေါ့တတင်းတွေရဖော်ပြချက်အရအစိုးရသတင်းဝေဆင်ထားတဲ့အဲ့ဒီဒေါ်လာတန်300တန်ယန္တနာတွေဟာဆိုရင်ဟေးဥယျံရဲ့မိဘတွေကချွေးမလောင်ဆိုပြသတင်းကိုအရန်ချစ်မြတ်နေတာကြောင့်မင်္ဂလာဦးလက်ဖွဲ့အဖြစ်အထူးတလဲပေးအပ်ထားတဲ့ပြည်တန်ယန္တနာတွေဖြစ်တယ်လို့ဆိုပါတယ် သူတို့ရဲ့ချွေးမလောင်လေးအတွက်ဒီလက်ဖွဲ့ကိုတာမန်နေရာကမှယူတာမဟုတ်ပဲကမ္ဘာအချမ်းသာဆုံးယန္တနာတွေထုတ်လုပ်တဲ့ဒူဘိုင်းကနေအထူးမှယူပြုလုပ်ထားတာဖြစ်ပြီးအကောင်ဆုံးအာဖရိကစိန်တွေနဲ့ကိုလံဘီယာများအစ်စ်တွေကိုအသုံးပြုဖန်တီးထားတာကြောင့်ဒေါ်လာတန်းရာချီတန်ဖိုးရှိနေရပါပရိသတ်တွေကမေးကြပါလိမ့်မယ် သူတို့ကဘာဖြစ်လို့ဒီလောက်ပတ်စံတွေကိုသုံးနိုင်နေရလဲအကြောင်းရင်းကတော့ရှင်းရှင်းလေးပါပဲနှစ်ယောက်လုံးကကြီးကြီးတက်ချမ်းသာကြွယ်ဝနေလို့ပါမင်းသားဟင်းဝင်းရဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသားတယောက်ဖြစ်တယ်လို့သူရဲ့မိဘတွေကိုယ်တိုင်ကလည်းနာမည်ကြီးဆောက်လို့ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီတွေများစွာကိုပိုင်ဆိုင်ထားတဲ့ထိပ်သီးတထေးကြီးတွေဖြစ်ပါတယ်တပတ်ကမိသားစုဖြစ်တဲ့အစိုးပြေဆိုရင်လည်းနှစ်ပေါင်းများစွာထိပ်တန်းမင်းသမီးတယောက်ဖြစ်နေရက်တည်လာခဲ့ပြီးတော့ကြော်ညာတွေဇက်ကားတွေများစွာရိုက်ကူးထားခဲ့ရာကြောင့်သူမကိုယ်တိုင်ကလည်းကြီးကြီးတက် က်ချမ်းသာကြွယ်ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုမျိုးနှစ်ယောက်လုံးရဲ့ပိုင်ဆိုင်မှုတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့အခုလိုမျိုးမင်္ဂလာအကျိုးတက်ပုံအတွက်ကိုပဲတိမ်ပေါင်းထောင်တောင်းချီအကုန်ကြခံရိုက်ကူးနိုင်ခဲ့တာကသူတို့အတွက်အဆန်းမဟုတ်တော့ပါဘူး။ကေပရိသတ်တို့ရင်ဒါဟာတကယ်ကို ပတ်စံတွေသုံးမကုန်အောင်ပေါ်လို့ဆိုတဲ့စကားကိုလက်တွေ့ပြသလိုက်တဲ့ဟင်းဝရံနဲ့ဆိုပေးတဲ့စဉ်တို့ငယ်စဉ်ဆုံးတွဲရဲ့ပရိဝတီတက်ပုံတွေပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျိုးမင်္ဂလာအကျိုးတက်ပုံအတွက်ကိုပဲတိမ်ပေါင်းထောင်တောင်းချီအကုန်ကြခံ ်ရောက်ခမလောင်းတွေကလက်ဖွဲ့ထားတဲ့ဒေါ်လာတန်း300တန်းယန္တနာတွေဝစ်စင်ရိုက်ကူးခဲ့တဲ့ဟိဝိယံနဲ့ဆိုဖီသစင်တို့ရဲ့အပေါ်မှာဘလို့မြင်မိပါသလဲ။ဒါမှတကယ်ခံနာမှုလို့မြင်မိလားဆိုတာမချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။